မင်္ဂလာပါ Football Preview Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒါဒီနေ့ကတော့စနေနေ့ပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှိရင်လည်းကစားမဲ့ FIFA Club World Cup ပြိုင်ပွဲရဲ့ပွဲစဉ်တွေရှိသေးတယ်။ဒါဒီနေ့ညမှာဆိုလို့ရှိရင် FIFA Club World Cup ပြိုင်ပွဲရဲ့ပွဲစဉ်စုစုပေါင်း၄ပွဲကစားဖို့ရှိရပေါ့နော်။အဲ့တော့အဲ့ဒီကစားမဲ့၄ပွဲတွေကနေပြီးတော့အသင်းကြီးနှစ်သင်းပါဝင်ကစားမဲ့ပွဲစဉ်၅ပွဲကိုဒါဒီနေ့ဗီဒီယိုမှာကျွန်တော်အနေနဲ့ကြိုတင်ပြီးတော့သုံးသပ်ပေးမှာဖြစ်တယ်ပေါ့နော်။ပြီးတော့ဒါ Legend ၅ပွဲရဲ့ပြီးတော့နောက်ထပ်ဒီတခြားပြိုင်ပွဲတွေရဲ့ ဒီပွဲစဉ်တွေရဲ့တုတ်တစ်ချက်တွေတစ်တွေကိုဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ Telegram channel မှာတင်ပြထားတာဖြစ်တဲ့အတွက်ကြောင့်ဒါ Telegram channel ကို join ကျင်နေဆိုလို့ရှိရင်ဒီ video အောက်က comment မှာဒါ Telegram channel link ကို pin comment အနေနဲ့ထားပေးတာပေါ့နော်ဝင်ပြီးတော့ join ထားလို့ရရပေါ့နော် ဟုတ်ပြီတော့ဒါဒီနေ့တို့ပရမအုံဆုံးသုံးသပ်ပေးခြင်းနဲ့ပွဲစဉ်တစ်ပွဲရကြတော့ဒါဒီနေ့ည10:00ခွဲမှာကစားမဲ့မမီလိုဒီဆန်တောင်းအတင်းနဲ့တုံးမွန်အတင်းတို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့အဲ့ဒီပွဲစဉ်ရဲ့လက်ရှိပေါက်ကြီးကိုကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုလို့ရှင်တော့တုံးမွန်ကတကိုးသွင်းပြား၄၀ရှုံမယ်ပြီးတော့ဂိုးပေါင်းနေလဲဆိုလို့ရှင်တုံးကိုးသွင်းပြား၄၀ရမယ်ဆိုပြီးတော့ကြီးထွက်တယ်ပေါ့နော်အဲ့တော့ဒီပွဲကဒါပြောမယ်ဆိုလို့ရှင်ဒါတုံးမွန်ဒီအုပ်စု F ရဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်ပေါ့နော်ဒီပြီးခဲ့တဲ့အဖွင့်ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်ရင်တော့တုံးမွန်ကဒါလက်ရှိအုပ်စု F ရဲ့ဒုတိယမြောက်အကောင်းဆုံးအတင်းလို့သတ်မှတ်ခံထား ာတဲ့ Bloomingen အသင်းနဲ့သူကစားခဲ့ရပြီးကိုမရှိသေးကြခဲ့တယ်ပေါ့နော်ဒီတစ်ဖက်ကတောင်အာဖရိကကလပ်အသင်းတင်းဖြစ်တဲ့ Mamelodi Sundowns အတင်းကိုကျွန်တော်ပြန်ကြည့်နော်သူတို့ကဒီပြီးခဲ့တဲ့အဖွင့်ပွဲစဉ်မှာဒါတောင်ကိုရီးယားကလပ်အိုဆန်ဟွန်တိုင်းအတင်းနဲ့ကစားခဲ့ပြီးတော့သူတို့တကူကုန်းချင်းနဲ့နိုင်ရခဲ့ပေါ့နော်အဲ့တော့ဒါလက်ရှိ FIFA Club World Cup ပေါ့နော်ဒီပြိုင်ပွဲမစတင်ခင်မှာလည်းလက်ရှိအုပ်စု F မှာဆိုလို့ရှိရင်အားကောင်းဆုံးအတင်းတွေကဒေါမွန်နဲ့ဖလုံမင်းနဲ့အတင်းတွေလို့တတ်မှတ်ခဲ့ကြတယ်ဆိုပေမဲ့လို့ဒါလက်ရှိဒီအဖွင့်ပွဲစဉ်တွေကစားပြီးချိန်မှာဆိုလို့ရှိရင်လည်းတောင်အာဖရိကကလပ်အတင်းတစ်ထင်းဖြစ်တဲ့မာမီလိုဒီစန်တောင်းအတင်းကိုလည်း ဒါနောက်တစ်ဆင့်တက်ဖို့အတွက်ဆိုလို့ရှိရင်ဒီမျောလင်းကြီးနိုင်သေးတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့လို့ဒီတောင်တောင်အာဖရိကကလပ်အသင်းနေနဲ့ဒါဒေါမွန်ရဲ့အကြမ်းတွေမှာဆိုလို့ရှိရင်တိတာလေးကွာချက်တစ်ခုရှိတယ်ပေါ့နော်ပြီးတော့ဒီဝဲစင်ကလည်းဒါပြောမယ်ဆိုလို့ရှိရင်ဒေါမွန်တို့ကဒါနောက်တစ်ဆင့်တက်ဖို့အရေးပါနေတဲ့ပွဲစဉ်တွေဝဲဖြစ်တယ်ဆိုတော့ဒီပွဲမှာဒေါမွန်ကိုကြော်ပြီးတော့အနိုင်ကစားဖို့ဆိုတာဆန်တောင်းအတင်းတော့ဆိုလို့ရှိရင်လည်းဂျင်းတွေပါခက်ခဲနိုင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီတစ်ဖက်ကဆန်တောင်းအတင်းကိုကျွန်တော်ပြင်ကြည့်ရင်ပြီးခဲ့တဲ့ ဦးဇံဟိုတိုင်းနဲ့အဖွင့်ပွဲမှာသူတို့အနိုင်ရခဲ့တာမှန်တယ်။ဒါပေမဲ့လို့သူတို့ကစားခဲ့ရဲ့နောက်ဆုံး၃ပွဲကိုကျွန်တော်ပြန်ကြည့်အဲ့ဒီ၃ပွဲပဲသူတို့အနိုင်ရခဲ့တာဖြစ်တယ်ဗောနော်။အဲ့တော့ဒီတစ်ဖက်ကဒေါမုံကျွန်တော်ပြန်ကြည့်ရင်တော့ဒါသူတို့ရဲ့အဖွင့်ပွဲစဉ်မှာဆိုလို့ရှိရင်သူ Flume Flumina အတင်းနဲ့ ကစားခဲ့တယ်။တည်ရကြခဲ့ဆိုပေမဲ့လို့အဲ့ဒီပွဲစဉ်မတိုင်ခင်တော့ဆိုလို့ရှိရင်တုံးမွန်က6ပွဲစရိုက်ကြီးအနိုင်ရခဲ့တာဖြစ်တယ်ပေါ့နော်။ပြီးတော့သူတို့အနိုင်ရခဲ့အဲ့ဒီ6ပွဲလုံးမှာဆိုလို့ရှိရင်တုံးမွန်ရဲ့တိုက်စစ်ကတပွဲပြင်းမြ3ဂိုးဝန်းကျင်ကြီးရအောင်တွင်းခဲ့တာကိုတွေ့ရတယ်ပေါ့နော်။အဲ့တော့လက်လက်ရှိအုပ်စု app မှာဆိုလို့ရှိရင်တော့စန်တောင်တင်းကဒါယာယီအုပ်စုပထမနေရာမှာရှိနေတယ်ဆိုပေမဲ့လို့ဒါသူတို့ရဲ့အခွင့်ပွဲစဉ်တွေကျွန်တော်ပြန်သွားကြည့်လိုက်မယ်ဆိုလို့ရှိရင်ဦးဇန်ဟိုတိုင်းအသင်းကိုသူဝန်းစည်းနေနိုင်ရတယ်။ဒါပေမဲ့လို့အဲ့ဒီပွဲစဉ်မှာဒါပြောမယ်ဆိုလို့ရှိရင်ဦးဇန်ဟိုတိုင်းအသင်းကဒါသူတို့အတွက်လေ ွယ်ကူနေတဲ့ပြန်ဘက်ပြန်ဘက်အတင်တင်ဖြစ်နေဖြစ်နိုင်တယ်ဗောနောပြီးတော့သူတို့ရဲ့ရှားခဲ့တဲ့အိတ်ပွဲစမှာတလုံးသေးတော့တွင်းကိုကျွန်တော်ပြန်ပြီးသွားကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းဒါဦးစံဝန်တိုင်းအတင်ရဲ့ခန်းစစ်ရဲ့လူကက်ကစားပုံညံဖြင်းမှုကနေပြီးတော့သူတို့ရှားခဲ့တာဖြစ်တယ်ဗောနောအဲ့တော့ဒါပြောမယ်ဆိုလို့ရှိရင်ဦးစံဝန်တိုင်းအတင်ရဲ့ခန်းစစ်ကနည်းနည်းညံ့တယ်ဗောနောအဲ့တော့ဒါဒီ တောင်ဝပြီးရကလပ်အသင်းဖြစ်တဲ့ဆန်တောင်အသင်းအနေနဲ့ကျတော့ဒါသူတို့အနေနဲ့ခက်ခဲတဲ့ပြိုင်အခက်ခဲတဲ့ခံစည်းတစ်ခုကိုသူမကြော်ဖြတ်ဘူးသေးဘူးအဲ့တော့ဒီနေ့မှာကစားမယ်ဒေါ်မွန်ပေါ့နော်ဒေါ်မွန်ရဲ့ခံစည်းကိုကျွန်တော်ပြန်ကြည့်တော့တော်တော်ကောင်းနေအောင်တွေ့ရတယ်ဒါပြီးခဲ့တဲ့ Flumina နဲ့ပွဲမှာဆိုလို့ရှိရင်ဒေါ်မွန်ရဲ့ခံစည်းကဒါ Flumina ရဲ့ open play တွေကနေပြီးတော့သူတို့အသင်းကိုပေးရနိုင်ရေးချန့်ကိုကျွန်တော်ပြန်သွားကြည့်ရင်0.5 fight ထိပဲရှိရပါတော့။ဒါကပြောမယ်ဆိုလို့ရှိရင်တကောဝင်းညင်တော့မရှိဘူး။အဲ့တော့ဒါ Fluminense ရဲ့ open play တွေညာနေပြီးတော့ဒီပေးတဲ့ပွဲမှာဆိုလို့ရှိရင်တုံးမုံကိုသွင်းနိုင်ဖို့ chance ဆိုတော့တကောဝင်းညင်တော့မရှိခဲ့တော့တွေ့ရတယ်ဆိုတော့ဒါဒီနေ့မှာတုံးမုံရဲ့ခံစစ်ဘက်ကိုဒါဒီ sundown အသင်းနေနဲ့၉ရောက်ဘူးဆိုတော့ကျင်းဒီပေါ့ကျွန်တော်နေခက်ခဲလေးမှကျွန်တော်ထင်တယ်ပေါ့နော်။ပြီးတော့တိုက်စစ်ပိုင်းကိုကျွန်တော်ပြန်သွားကြည့်မယ်ဆိုလို့ရှိရင်တုံးမုံမှာကဒီစာကူစာဟုဂူရာစီတို့လို player ရရှိတယ်ပြီးတော့တခြားဂိုတင်ဟန်ကောင်းတဲ့ player ရလည်းရှိတယ်ပြီးတော့ ါဒီနေ့ပွဲစဉ်ကတောင်းမွန်အတွက်နောက်ဆင်းတက်ဖို့အတွက်လည်းအရေးပါတယ်ပွဲစဉ်တွေပွဲဖြစ်တယ်ဆိုတော့ဒီပွဲမှာကျွန်တော်တောင်းမွန် clean sheet နဲ့နိုင်ဝဲတွေရတော့လို့မျိုးကျွန်တော်ထင်တယ်။ဒါ6ရလက်အနေနဲ့ဆိုလို့ရှိရင်3 seed လောက်ဒီမှန်တယ်ပေါ့နော်။အဲ့တော့ဒါတကိုးသွင်းရဲ့ပြား၄၀ရှုံးပဲကြီးတစ်ခုမှာတော့ကျွန်တော်ဒီအဖွင့်ပွဲစဉ်မှာတောင်းမွန်ဒီ3 seed လောက်နဲ့နိုင်သွားမယ်ထင်တာကြောင့်ကျွန်တော်ဒါတောင်းမွန်ပထမဆုံးရွေးချယ်မှုတက်ဖို့အနေနဲ့ဆိုလို့ရှိရင်ရွေးချယ်ပေးလိုက်မှာပေါ့။ အဲ့တော့ဟုတ်ပြီဒါဒီနေ့အတွက်ဒီနောက်ဆုံးသုံးသပ်ပေးချင်တဲ့ပွဲစဉ်တစ်ပွဲကကြတော့ဒါဒေနီးယားတန်နိုင်ပွဲမှာကစားမဲ့အင်တာမီလန်နဲ့ဥရာရက်ဒီအသင်းတို့ရဲ့ပွဲစဉ်ပေါ့နော် အဲ့တော့အဲ့ဒီပွဲစဉ်လက်ရှိပေါင်းကြီးကိုကျွန်တော်ပြန်ကြည့်အင်တာမီလန်အသင်းကတကူးသွင်းပြချေဆယ်ရှုံးမယ်ပြီးတော့5ပေါင်းနေနေဆိုလို့ရှိရင်3ကိုသွင်း15ပြရမယ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်ကတော့အုပ်စု E ရဲ့ပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့ဒါနှစ်သင်းလုံးအနေနဲ့ဆိုလို့ရှိရင်အဖွင့်ပွဲစဉ်တွေမှာနိုင်ဝဲမရခဲ့ဘူးဆိုတော့ဒီနေ့မှာနိုင်ဝဲရဖို့အတွက်လည်းနှစ်သင်းလုံးအတွက်လိုအပ်တယ်ပေါ့နော်အဲ့တော့ဒီအင်တာမီလန်ကိုကျွန်တော်ပြန်ကြည့်ရင်တို့အဖွင့်ပွဲစဉ်မှာဒါမက်ဆီကိုကလပ်အသင်းတည်တင်းဖြစ်တဲ့မွန်တာဘရီအသင်းနဲ့ကစားခဲ့တယ်ဒါတစ်ဖက်တကူးသွင်းနဲ့တည်ရေးကြခဲ့တယ်တစ်ဖက်ကဦးရာရယ်ဒီအသင်းကိုကျွန်တော်ပြန်ကြည့်ရင်လည်းဒါ ာဂျင်တီးနားကလပ် River Plate နဲ့ကစားခဲ့ပြီးတော့သူတို့၃ဂိုးတစ်ဂိုးနဲ့ရှုံးခဲ့တယ်ပေါ့နော်အဲ့တော့ဒါ Urawa ဒီအသင်းကိုကျွန်တော်ပြန်ကြည့်ရင်သူတို့ကဂျပန်ကလပ်အသင်းတစ်သင်းဖြစ်တယ်ပေါ့နော်ပြီးတော့သူတို့ရဲ့ဒါဥရောပကလပ်အသင်းနေနဲ့ကစားခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်ရင်နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်ကဒီပြီးခဲ့တဲ့2023 FIFA ကလပ် World Cup ပြိုင်ပွဲမှာတော့ဖြစ်တယ်ပေါ့နော်အဲ့တော့သူတို့ Man City နဲ့တွေ့တယ်၃ဂိုးပြန်နဲ့ရှုံးခဲ့တာကိုတွေ့ရတယ်ပေါ့နော်ဒါပေမဲ့လို့လက်ရှိ ဒီတစ်ဖက်ကအင်တာမီလန်ရဲ့ဖောင်ကိုကျွန်တော်ပြန်ကြည့်2023ခုနှစ်ကမန်စီးတီးရဲ့ခြေစွမ်းထုတ်ကိုလက်ရှိအင်တာမီလန်ရဲ့ဖောင်ကပို့ပြီးတော့ညံ့တယ်ပေါ့နော်ပြီးတော့ Champions League Final မှာဆိုလို့ရှိရင်လည်းသူတို့ PSG ကိုအားကိုးပြန်နဲ့ရှုံးပြီးတော့သူတို့ရဲ့တက်ရှိကဂိုးမရခဲ့ဘူး တီးရောက်ပြီးတော့ဒါပြီးခဲ့တဲ့ motorway နဲ့ဖွင့်ပွဲအစဉ်မှာဆိုလို့ရှိရင် inter ရဲ့တိုက်စီကအတွင်းကိုတကူပဲရခဲ့တယ်ပေါ့နော်ပြီးတော့သူ inter နောက်ဆုံးကစားရဲ့၅ပွဲကိုကျွန်တော်ပြန်ကြည့်ရင်လည်းသူရဲ့တိုက်စီကအတွင်းကိုနှစ်ဂိုးထက်ပိုပြီးတော့တွင်းနိုင်ခဲ့တဲ့ပွဲစဉ်ကတစ်ပွဲမှမရှိဘူးပေါ့နော်အဲ့တော့ဒါတစ်ဖက်က urality အတင်းကိုကျွန်တော်ပြန်ကြည့်ရင်တော့သူရဲ့လက်ရှိ form ကဒီပုံစံကောင်းတစ်ခုမှရှိမနေဘူးဆိုပေမဲ့လို့ဒီနေ့မှဒါပြောမယ်ဆိုလို့ရှိရင် inter လို့အတင်းနဲ့တွေ့ဆုံတဲ့ပွဲစဉ်မှာတော့သူတို့အနေနဲ့ဂျင်းနေပေါ်တော့သူတို့ခံစစ်ကိုတိကျပြင်းစင်လာမှာပဲ ်ပြီးတော့ဒါဒီပြီးခဲ့တဲ့ River Plate နဲ့ကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်း Ural Redeye အသင်းအနေနဲ့အနိုင်ရဖို့သူတို့ကြိုးစားခဲ့တယ်ဆိုပေမဲ့လို့ဒါဒီနေ့ပွဲမှာတော့သူတို့အတွက်အမြင့်ဆုံးမျှော်လင့်ချက်ကတည်ရတမတ်ယူဖို့ပဲဖြစ်လိမ့်မယ်ကျွန်တော်ထင်တယ်ဗောနော်အဲ့တော့ဒီပွဲမှာကျွန်တော်ကတော့ကိုအောက်ကိုကြိုက်တယ်ဒါကိုရလည်းအနေနဲ့ဆိုလို့ရှိရင်1 0 1 1 2 1 2 0လောက်တိပဲဒါရောက်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗောနော်အဲ့တော့ဒါ၃ကိုသွင်းရင်35ပြရမယ်ဒါ၄ကိုသွင်းမှအကြီးပြေအောင်မယ်ကိုပေါင်းကြီးတစ်ခုမှာတော့ တော့ဒီဘက်မှာတွင်းကိုးတွေနေမဲ့ပွဲစဉ်တွေလို့ထင်တာကြောင့်ဒါဒီနေ့အတွက်နောက်ဆုံးရွေးချယ်မှုတစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ဒါ9ရက်ကိုပဲရွေးချယ်ပြီးတယ်မှာပေါ့